အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တောင်တကုံမှာတရားစွဲခံလိုက်ရတဲ့ဇော်ဘုံဟိန်နှုတ်ပိတ်သွားတဲ့တရင်နဲ့အတူပြူကောင်းဆောင်ဇော်ယူထွန်းအဖမ်းခံရပြီးနောက်မိထီလာပြည်သူစစ်တို့နှုတ်ထွက်လိုက်တဲ့ထူးခြားတရင်တွေပါနောက်ပိုင်းမှာဆက်လက်တင်ဆက်ပေးသွားမှာမို့အဆုံးထိနားဆင်ပေးသွားကြပါအောင်ခင်ဗျာစစ်သားမျိုးတို့ရေကျွန်တော်တို့မူခိုင်ဖြစ်ပါတယ်ဒီကနေ့2025ခုနှစ်မေလ22ရက်နေ့ပေါ့နော်မင်္ဂလာရှိတဲ့နေ့ရက်ကလေးတွေပေါ့ကျွန်မအခုဒီ లై ကလေးကိုကြောကျင်တာကအခု LINE ပေါ်မှာပေါ့နော်တော်တော်ကြီးကြရထနေတဲ့မိထီလာတိုးဂိတ်က ိုဇော်ယူထွန်းနော်ကျမတို့ကတော့ငဲပါတယ်ဟမ်ဒီပြည်သူဆက်ခေါင်းဆောင်တိက္ကစနဲ့ပတ်သက်ပြီးတော့အခုနိုင်ငံတော်ကနေပြီးတော့905နဲ့ဆွဲထားတယ်ဒီကိစ္စမဆွဲခင်မဆွဲခင်ကာလမှာအရင်အရှိပိုင်းမှာကဒီသူတိုးကိတ်မှာ တာဝန်ကျနေတဲ့အချိန်မှာနော်ဒီတိုးကိတ်မှာတာဝန်ကျနေတဲ့အချိန်မှာဗိုလ်မှူးတယောက်နဲ့ပြဿနာတက်တယ်နော်အဲ့ဒီကိစ္စလေးတွေပေါ့ကျမပြောပြမယ်ဒီအခုဇော်ယူထွန်းဆိုတဲ့ပြည်သူစစ်အဖွဲ့ပဲဖြစ်ဖြစ် ဘယ်လုံခြုံရေးတာဝန်ကြရဲပဲဖြစ်ဖြစ်တမတော်သားတွေပဲဖြစ်ဖြစ်ဟဲ့လားသူတို့တာဝန်ကိုသူတို့ကျေပွန်စွာထမ်းဆောင်နေတာသူတို့တာဝန်ကိုသူတို့ကျေပွန်စွာထမ်းဆောင်နေတာအထက်အမိန်ကသူတို့ကိုပေးထားတယ်ဒီဘော်မှာကားတွေမှာမှန်ဒီအခုသူတို့ဂိတ်ကိုဖြတ်မယ်ဆိုရင်ဒီတိုးဂိတ်တွေကိုဖြတ်မယ်ဆိုရင်မှန်ချပြီးမောင်းလာတဲ့မြည်သည့်ကားကိုမစိုးစစ်ပိုင်မှသူတို့မှာအပြည့်ရှိပြီးသားဒါမှမဟုတ်ရင်နိုင်ငံတော်ကိုလူကြီးတွေကားလာရင်နဲ့လည်းသွားကြိုးတင်အကြောင်းချထားဂိတ်ကို နော်ကြိုတင်တဲ့ gate ကိုအကြောင်းပြကဒါမှမဟုတ်ရင်နှန်းနေနဲ့သွားရင်နှန်းနေနဲ့သွားရင်နိုင်ငံတော်အဆင့်ဆိုရင်ဘယ်သူမှတမတာဘူးအကုန်လုံးလမ်းကြောင်းတွေဖွင့်မှသာဘူးဒါဒါမှမဟုတ်ဘဲနဲ့တာမန်အိမ်စည်းကားတွေနဲ့ပုံစံမျိုးသွားတာကအထဲမှာမြည်သူမြည်ပါပါမှမသိဘူးယာတို့ဘသူပါလဲမသိဘူးသူတို့ရဲ့တာဝန်အရာလုံခြုံရေးတာဝန်အရာပြည်သူစစ်ပဲဖြစ်ဖြစ်တမတော်သားပဲဖြစ်ဖြစ်ရဲပဲဖြစ်ဖြစ်တာဝန်ထမ်းဆောင်နေတဲ့တရားဝင်တာဝန်ထမ်းဆောင်နေတဲ့သူတွေသူတို့တာဝန်ကိုသူတို့ရဲ့အထက်အမိန်တိုင်းတာဝန်ကြေပေါ်မှာထမ်းဆောင်နေတာနော်အဲ့ဒါကိုဘုံမှုက နော်ကျမနာမည်တွေတက်မပြောတော့ပါဘူးအဲ့ဒီဘုံမှုဆိုသူကအဲ့ဒီကိတ်ကနေဖြတ်တဲ့အခါမှာတားလို့ဆိုပြီးတော့အခု live တွေတက်လာတယ်နော်ဒီ video file တွေတက်လာတယ်ဟုတ်လားသူယာရုဘုံမှုဘသူဘာညာပါဆိုပြီးတော့ဒီလက်နက်ကိုပြပြီးတော့ဒီအခုတားခဲ့တဲ့ပြည်သူစစ်ခေါင်းဆောင်နော်ကိုစော်ယူထွန်းကိုချင်းချောက်ပြောဆိုတယ်ဒါတွေကယာရုအာနာကိုအလွဲသုံးစားလုပ်ပြီးတော့ဒါမျိုးတွေမပြောသင့်ဘူးဒါကိုအခုဒီလိုပြောကြားမှုတွေအပေါ်ကိုတက်ဆိုင်ရာကထိထိရောက်ရောက်ရေးယူသင့်တယ်ဟုတ်လားအမှန်ဆိုရင် သူ့မြည်သူမြည်ဝအထက်မှာဗိုလ်မှုပဲဖြစ်ဖြစ်ဗိုလ်ချုပ်ပဲဖြစ်ဖြစ်နိုင်ငံတော်ဟိုတမန်တော်ပဲဖြစ်ဖြစ်မြည်သူမြည်ဝဆိုတာမသိဘူးလေတာမန်အိမ်စည်းကားနဲ့လာတာမှန်ချခိုင်းရင်သူ့ရဲ့စစ်စေးသူ့ရဲ့ဥပဒေအတိုင်းဒီမှာသူ့အမိန့်ချထားတဲ့အတိုင်းဟုတ်လားအထက်ကအမိန့်ပေးထားတဲ့အတိုင်းအိမ်စည်းကားတွေပဲဖြစ်ဖြစ်မှန်ချထားတဲ့ကားကိုတားပြီးစစ်တာတားပြီးစစ်ပြီးမှန်လေးဖွင့်ပေးလိုက်ညီလေးအကိုဘသူဘသူဟာလားယာရုဘသူအချိုးအချောင်းပြောပြလိုက်ပေါ့ဒါကိုမကြေမနှက်ဖဲနဲ့မင်းဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့အဲ့လိုမျိုးလောက်ကအောင် ယာရုအာနာတွေကိုအလွဲသုံးစားမလုပ်လို့မရဘူးအဲ့လိုမျိုးတွေလုပ်လို့အဲ့ဒီလိုမျိုးပဲငါပါလဲညာငါပါလဲငါပါကောင်းကြီးမဖြစ်တဲ့ဆိုတဲ့လူတွေကပဲယနေ့တက်မြော်ကြီးကိုဒီယူနီဖောင်းတွေဝတ်ထားပြီးတော့အဂရိလိုက်စားပြီးတော့ဖယဲသိကြီးဖြစ်နေကြတာအမှန်ဆိုရင်သူသာစစ်မှန်တယ်ဆိုရင်ညီလေးအရန်ကျေးဇူးတင်တယ်ငါတို့တို့အကိုတို့ရဲ့တက်မြော်သားတွေကိုဝိုင်းမိကူညီပေးနေတယ်ညီတို့ပြည်သူစစ်တွေကိုအရန်လဲစားတယ်ဒီလိုမျိုးဖြစ်နေရမယ်တာဝန်ချေနေရမယ်ဆိုပြီးတော့အမှန်ဆိုရင်ဒါကိုစော်ယူထွန်း မှမဟုတ်ဘူးတခြားသောဝန်ထမ်းတွေကတာဝန်ကျေစွာနဲ့သက်စာရှိစွာနဲ့နိုင်ငံတာဝန်တွေကိုကျေပွန်ထမ်းဆောင်နေတယ်အခုချိန်မှာဒီအကျန်းဖတ်တွေနော်အသွင်မျိုးစုံယူပြီးဖြတ်သွားဖြတ်လာလုပ်နေတဲ့အချိန်မှာဒီကားပေါ်တွေမှာအကျန်းဖတ်တွေပါလာမယ်လက်နက်တွေပါလာမယ်ဘသူတွေပါလာမယ်ဆိုတာဘသူကသိမှာလဲသူ့တာဝန်ကိုသူကျေပွန်သွားထမ်းဆောင်ရမှာမှန်မှန်ဆိုရင်ဒီလိုအရာရှိတွေဘုံမှုတွေဘိုးကြီးတွေဖြတ်သွားတဲ့အချိန်မှာဒီလိုဂယုတဆိုင်နဲ့သူ့တာဝန်ကျေစွာထမ်းဆောင်နေတဲ့ဝန်ထမ်းဒီပြည်သူစစ်တွေတာဝန်ကျ နော်တာဝန်ကျနေတဲ့ဒီပေါ့နိုင်ငံဝန်ထမ်းတွေကိုအရာရှိတွေကအခုသူတို့ဖြတ်သွားတဲ့အချိန်မှာအခုလို့စစ်ရင်တောင်းပါလေစင်ပြီးတော့ကိုတလေးတစားနဲ့ကိုချီချူးဂုံပြူချီချူးစကားကိုပြောရမှာတလေးတစားနဲ့ကိုကျေးဇူးတင်အောင်ပြောကြရမှာအော်ညီလေးတို့တွေအခုလို့အကိုတို့အကိုတို့နဲ့အတူလက်တွဲပြီးတော့တာဝန်ကျေပွန်စွာညီလေးတို့ရဲ့တာဝန်ကိုကျေပွန်စွာထမ်းဆောင်နေတာကျေးဇူးရန်တင်ပါတယ်နော်ယာရုဘသူယာရုယာရုဘသူဘဝဆိုတာကိုညီလေးတို့အဓိကဟိုဟာမဖြစ်ဘဲနဲ့ပေါ့နော်ဒီပေါ်မှာညီလေးတို့ရဲ့တာဝန်ကို ကျေပွန်စွာနဲ့ညီလေးတို့ထမ်းဆောင်နေတဲ့အတွက်အကိုကြီးတို့အရန်ကိုကျေးဇူးတင်ပါတယ်အကိုတို့ကိုအခုကူညီပေးနေတဲ့ဟုတ်လားအကိုတို့တမတော်ကြီးနဲ့အတူပူးပေါင်းပါဝင်ပြီးတော့ဒီတာဝန်နိုင်ငံတာဝန်တွေကိုတာဝန်ကျေစွာထမ်းဆောင်နေတဲ့မိဘပြည်သူတွေကိုကာကွယ်စောင့်ရှောက်နေတဲ့အတွက်ကျေးဇူးတင်ရှိကြောင်းလေးစားကြောင်းကိုပါသူကပြောရမှာလေဟုတ်လားတမတော်ကြီးနဲ့အတူလက်တွဲနေတာပြည်သူစစ်တွေနော်ပြည်သူစစ်တွေပြည်သူစစ်မှမဟုတ်ဘူး တခြားသောအခုပေါ့တခြားသောဒီရဲတွေတမလို့သားအောက်ခြေစစ်သည်တွေဟုတ်လားနိုင်ငံတာဝန်ကိုခြေဝန်သာထမ်းဆောင်နေတဲ့ဒီဂိတ်တွေမှာဆိုတာဝန်ကျနေတဲ့လူတွေဒါဘူကြီးဆင့်နေပေါ့နော်ဘူကြီးနဲ့အတူဘူကြီးတွေနဲ့အတူတခြားသောသူသူရဲ့လက်အောက်ငယ်သားတွေပါတယ်သူတို့တာဝန်ခြေဝန်သာထမ်းဆောင်နေတာကိုသူတို့တာဝန်ကိုသူတို့ခြေဝန်သာထမ်းဆောင်နေတာကိုဂုံယူရမှာကျေးဇူးတင်စကားပြောရမှာဟုတ်လားဒီလိုအဖြစ်စဉ်မျိုးတစ်ခါဖြစ်ခဲ့ဘူးပြီနော်ဟိုမနှစ်ကဘကိုးဘကိုးဆရာတော်ကြီးနော် သူသွားနေတဲ့လမ်းမှာသူတစ်ဖက်မှာဘသူတွေနဲ့တွားတွေ့လဲဆိုတာသူတို့ကာယကရှင်တွေအသိဆုံးဆရာတော်ကြီးပါဝင်ကာယကရှင်တွေအသိဆုံးအဲ့ဒီမှာဒီ PDF တွေနဲ့စစ်ဖြစ်နေတဲ့နေရာကိုဖြတ်တာဖြတ်တာကိုတာဝန်ရှိဂိတ်ကနေပြီးတော့လှန်တာတယ်တားတာကိုမရက်ပေးဘဲနဲ့မှန်နေပိတ်ထားတယ်ပိတ်ထားတဲ့အတွက်လှန်တာတယ်ရက်ပေးဖို့စစ်ဖို့အတွက်ကိုမရက်ပေးဘဲနဲ့မောင်းပြေးတဲ့အခါမှာအဲ့ဒီအချိန်မှာအကြမ်းဖက်တွေနဲ့တစ်ဖက်မှာဖြစ်နေတာကိုသူ့တာဝန်ကြတဲ့တာဝန်ကြအရာတာဝန်ကြစစ်တီတွေကနေပြီးတော့သူ့တာဝန်အရာသူလှန်ပြီးတော့ထပ်ပြေးတဲ့အတွက်လှန်ဖြစ်တာ နော်အဲ့ဒီမှာပကိုးဆရာတော်ကြီးအပါအဝင်တိတ်ဆုံးခဲ့ရတယ်သူတို့ကရိုးသားတယ်ဆိုရင်ဟွဒီဆရာတော်ကြီးတွေကဒါဒီဖြစ်စင်တဲ့တူတူပဲရိုးသားတယ်ဆိုရင်ဒီမှာဂိတ်စင်နေတာရက်ပေးလိုက်မှန်လေးချပေးလိုက်ဆရာတော်ကြီးတွေဘသူကဖမ်းပါလဲဘသူကရရင်ဆိုင်ဆိုင်ဆက်ဟိုပြောဆိုมาလဲဆရာတော်ကြီးလေဟုတ်လားတယူတသိန်းနဲ့ကိုပြန်ပြီးတော့ကိုပြန်ပြီးတော့ကိုကားကိုမောင်းခွန်းထွက်ခွန်းကိုပေးအောင်มาနော်ဒီဖြစ်စင်နေမှာဒီဆရာတော်ကြီးကားကတခြားမှာသူတို့တွားတွေ့ခဲ့တယ်ဒီအကျန်းဖက်တွေနဲ့တွားတွေ့ခဲ့တယ် ဲ့ဒီဟာကိုသူတို့ရဲ့ဒီဖြစ်စဉ်နေနောက်ကျောင်းတွေကိုပေါ်မှာဆိုလို့သူတို့ထွက်ပြေးခဲ့တယ်ဒီဖြစ်စဉ်နေနဲ့အတူတူပဲအခုကိစ္စတွေရတယ်နော်ဒါမျိုးတွေဖြစ်ခဲ့ပူးပြီးဒါကိုဒီအရာရှိကနားလည်ရမယ်အရာရှိကနားမလည်ဘဲနဲ့အောက်လက်ငယ်သားကိုငါဘုံမှုပါပဲစစ်ကောင်စီတပ်ဖွဲ့ဝင်များ၏အကျဉ်ပြတ်မှုများအားဝေဖန်ရေးသားမှုဖြင့်မိထီလာမျိုးနယ်ပြူစောတိကောင်းဆောင်ဇော်ယူထွန်းကိုစစ်ကောင်စီကဖမ်းဆီးပြီးနောက်စစ်တပ်ထောက်ခံသူများကြားအမြင်ကွဲလွဲခဲ့ကြသလိုမိထီလာပြည်သူစစ်များနှုတ်ထွက်လာကြကြောင်းသိရသည် ဇောယုထွန်အားပုံမှန်905ကဖြင့်ဖန်းစီအေးအေးယူခဲ့ခြင်းကြောင့်မိထီလာမျိုးဌာနေပြည်သူစစ်အဖွဲ့မှ၁၈ဦးနှုတ်ထွက်ကြောင်းအသိပေးသည်ဟုယမန်နေ့တွင်မိထီလာပြူစောတိတပ်ဖွဲ့ဝင်တူဤကလူမှုကွန်ရက်၌ရေးသားထားသည်ယခုရက်ပိုင်းတွင်မလိုင်မျိုးနယ်စစ်ကောင်စီ၏စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးဝေဖြိုးကိုဇောယုထွန်ကကားမှန်ချခိုင်းမှုကြောင့်အချင်းများသည့်ရုတ်တံဖိုင်ပြန့်နှံ့ခဲ့ပြီးနောက်ဒင်းဤလူမှုကွန်ရက်စာမျက်နှာတွင်မိထီလာမျိုးနယ်တွင်စစ်မှုထမ်းအတွက်လူစားထိုးငွေကြေးကောက်နေမှုလူစားထိုးရန် ငွေကျပ်သိမ်းဆည်ချီပေးနေရမှုနဲ့ပေါ်လာဆွဲဖမ်းဆီးနေမှုများကြောင့်လူငယ်များအပြင်းမထွက်ရဲကြတော့ကြောင်းရေးသားခဲ့၍နိုင်ငံတော်တည်ငြိမ်အေဂျင်စီပြပြစီရန်လှုံ့ဆော်ခြင်းဝါရဖြန့်ခြင်းများလှုံ့ဆော်ခဲ့သည်ဟုဆိုကာမေ15ရက်တွင်ဇော်ယူထွန်းအားဖမ်းဆီးခဲ့သည်ဇော်ယူထွန်းအဖမ်းခံရခြင်းသည်လူမှုကွန်ရက်၌ရေးသားခဲ့မှုထက်ဗိုလ်မှူးဝေဖြိုး၏လက်ချက်ဖြစ်နိုင်သည်ဟုစစ်အုပ်စုထောက်ခံသူများကြားပြောဆိုနေကြပြီးမကျေနပ်မှုလည်းဖြစ်ပေါ်နေကြသည်